ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ချွေးမနီအောင်လုံးကတရတီအစိမ်းအမိတ်ကိုစီကင်ထားကြပြီးရက်နေကြပါတယ်ဒေါမြကသူတို့ကိုကြိုဆိုနေပါတယ်လာလာလာငါရဲ့တောသူချွေးမနဲ့မြို့သူချွေးမလေးတို့နှစ်ယောက်စလုံးကြိုဆိုပါတယ်ကွယ် ဒုံမြကသူတို့အရှိန်မှာဆံပြည့်နဲ့ဥခွက်ကိုချလိုက်ပါတယ်။ကဲနင်တို့လင်ညီမနှစ်ယောက်စလုံးညာဘက်ခြေတောင်းနဲ့ဒီအိုးကံပြီးအိမ်ထဲဝင်လာခဲ့ကြတော့ဟုတ်ကဲ့မေကြီးအမေကြီးရဲ့အမိန့်ကိုဥထိတ်ထားလျက်ပါအမေကြီးအမလေးဘလို့လင်ညီမမျိုးရတာတုံးငါသူနဲ့အဆင်ပြေမှာမဟုတ်လောက်ထင်နေအမေကြီးတမီးအဖေကဒီတက်တဲ့အမှဲ့တွေကိုအမေတို့အားလုံးအတွက်လက်ဆောင်ပေးလိုက်တာ။အော်တမီးအဖေကလည်းတလောက်များတဲ့တက်သီးတွေပေးစရာလိုခဲ့လို့လား။ အခုကနွေရတီဆိုတော့နည်းနည်းပပပေးလိုက်ရနေရပဲအမေကြီးကလည်းနွေရတီမှာပဲတက်တီအမဲ့တွေကပိုစားကောင်းတာလေတက်တီအမဲ့ရောမှမဆိုင်ဘာစားကြမှာတော့ဒါပေမဲ့မြို့သူအမကြီးရဲ့တက်တီအမဲ့တွေအစားလိုရင်လည်းရှင်ကျက်ချွဲတရိပ်တွေကတ်ကုန်မယ်အဲ့အတွက်နွေရတီမှာဆိုရင်တက်တီအစိမ်းတွေပဲစားတာကောင်းတာညီမတောသူမှာဆိုတော့ညီမရှိမှမန်ဂိုဂျူးစ်ချလိုက်ရင်ညီမအဲ့ဒါကိုတောက်ဖို့အနိုင်နိုင်ပြေးလာမှသိလားကျမလည်းတက်တီအစိမ်းတွေနဲ့တည့်ရချင်းလှုပ်လိုက်ရင် အမပကံထဲတဆက်မကျန်အကုန်ရှာနဲ့ရက်ပြီးစားမှာချွေးမတဲ့နှစ်ယောက်လုံးကတင်းတီးအမဲနဲ့စိမ့်တွေကြောင့်စကားများကြပါတယ်ဒါကိုအင်းနီနာချင်းဒေါနီလာကအမလီမမရဲ့ဒီသရိုးသမီးနှစ်ယောက်ကတက်သေးရောအကြောင်းပြပြီးတော့စစ်ပွဲတွေခင်းတော့မှထင်နေမမရတတိထားနော်သူတို့မမရောင်လဲဒီထဲကိုဆွဲခေါ်နိုင်နေကဲနင်တို့နှစ်ယောက်တော်ကြစင်တက်သေးအစိမ့်နဲ့အမဲကိုအကြောင်းပြပြီးရန်ပွဲတွေလုပ်မနေကြနဲ့နေမင်းဟိမင်းမြောက်စလုံးခေါ်သွားကြစမ်းဟုတ်မေး စိတ်လျှော့ပါရှင်မရဲ့ငါဒီတရသီးတွေကိုမိဘကြောင့်လေးသွားထားလိုက်မယ်။နောက်နေ့မနက်မှာတောသူချွေးမကရေမှူးချိုးပြီးတည်တည်ချာချာအနာစင်ကလက်ဝရတနာတွေအပြည့်စုံဝေစားပြီးတော့မိဘကြောင့်လေးကိုရောက်လာခဲ့ပါတယ်။ရေသူချွေးမကကြတော့မိဘကြောင့်လေးရောက်ဖို့နောက်ကျသွားခဲ့ပါတယ်။မင်္ဂလာမနက်ခင်းမှာငါရဲ့တောသူညီမလေးမနက်စာအတွက်ပါချက်မှလဲအမကြီးကိုလည်းမင်္ဂလာနနက်ခင်းမှာကျမအားလုံးအတွက်ပေးဟိနဲ့ထမင်းတည်တည်အချင်နဲ့တည်တည်မဆလာလောက်ထားတယ်။ ဒီစကားကြပြီးယရဏမှာမျက်နှာမေ့သွားခဲ့ပါလေ။သူစားနင်ကအားလုံးတလောက်ပြင်းဖို့ကောင်းတဲ့ဟာကျွေးမလား။နင်ကြည့်ထားငါအားလုံးတွေတည်တည်အမှဲ့နဲ့လှုပ်တဲ့စားပွဲတွေချက်ပြမယ်။အားလုံးကစားကောင်းလို့လို့လက်ချောင်းတွေပါဆုပ်တဲ့အထိဖြစ်လာစေရမယ်။အမလီလီသူ့အမရရရဆဆငါချက်ထားတဲ့စားပွဲတွေကိုလာပြီးရှင်ပြိုင်မယ်ပေါ့လေ။အရင်နောက်10မိနစ်အတွင်းမှာပဲကျွေးမငယ်လေးကအားလုံးကိုမနှက်စာပြင်ပေးလိုက်ပါရယ်။အိုးစားလို့ကောင်းလိုက်တာ တော့ရောက်မှလေး။ စားပြီးတော့စိတ်ကျဉ်တ်သွားပြီဒါပေါ်ရောက်မှလေတိုးရွာလာတာဆိုတော့ဒီတက်သေးတမျိုးထဲနဲ့စားပွဲ65မျိုးတောင်ချက်ပြနိုင်တယ်ရောက်မရင်သမီးကိုတက်သေးမဆလာထက်ထဲ့ပေးအောင်ငါတို့ထမင်းနဲ့ပင်းဟင်းနဲ့တက်သေးအချင်းစားရတာရင်းကြိုက်တယ်ဟုတ်တယ်နင်းချက်ထားတာရင်းစားကောင်းတာပဲကျေးဇူးတင်ပါတယ်မောင်နော်အမ်အင်္ဂလိပ်လိုဘယ်လိုပြောရမလဲအော် thank you so much ဒီအချိန်မှာပင်ချွေးမကြီးကတည်ရသည့်အမဲ့နဲ့ဖျော်ရည်ထမင်းကျုံနဲ့စားပွေတွေအများကြီးကိုချက်ပြီးယူလာခဲ့ပါတယ်။အမေကြီးတို့အဖေကြီးတို့သမီးကထောပတ်နဲ့ပရာထာလုပ်ထားတယ်။စားကြည့်အောင်နော်။အဲဒီခါမှာသူစားကလှောင်ပြောင်းနေတဲ့ဘောနဲ့ပြိုးလိုက်ပါတော့တယ်။အိုးအမကြီးအမကြီးကနောက်ကျသွားပြီ။ဒီမှာအားလုံးကဗိုက်ပြေသွားပြီ။ဒီကောင်မလိုရာထက်ကိုပို့နေတယ်။တောသူမသမီးပင်မခံပြီးတော့တာရီချက်ထားတာ။ညီတော့မြည်ကြည့်ကြပါအောင်။ စိတ်မညစ်ပါနဲ့သမီးရဲ့လာပါခုပဲအမေတို့စားကြည့်မယ်အလုံးကတရတီးမဲနဲ့လှူထားတဲ့ပလာတာစားကြည့်လိုက်တဲ့အခါမှာတော့တော်လိုက်တာသမီးတရတီးမဲနဲ့ပလာတာလှူထားတာရမ်းစားကောင်းတယ်သမီးတို့ချွေးမနှစ်ယောက်လုံးစိတ်ကျေနပ်စေတယ်စားတော့ပြီးတဲ့နောက်အိန္ဒူအိန္ဒားတွေအားလုံးစပွဲကုံဘောကနေထွက်သွားကြပါတယ်။အချင်းတွေကုံဆုံးလာတဲ့နေ့အမျှတရတိအမေတွေကုံသွားတဲ့အခါမှာယရနာကအွန်လိုင်းကတရတိအမေကိုမှာယူလိုက်ပါတယ်။ ဒီကနေတရသည်မယ်မှာထားလို့ဗျရူပီ2500ကျရီတို့မြကတော့ပစံပေးပြီးတရသည်တွေကိုယူထားလိုက်ပါတယ်အဲ့ဒီကိုရတနာရောက်လာတော့ဟာသူတို့လာပို့တာမြန်လိုက်တာသမီးတရသည်ဖြော်ရီတောက်ချင်နေရလဲကြပြီးတရသည်ကလည်းလုံးဝလက်ဆက်နေရပဲသမီးသမီးမာတဲ့တရသည်တွေကဘလောက်ဈေးကြီးပေးရလဲဆိုတာသမီးသိရဲ့လားသမီးကိုယ်ရန်ဈေးတဲတော့ဝင်တလောက်မပေးရဘူးလေဩအမေကြီးကလည်းအမကြီးကမြို့သူဆိုတော့ဈေးတဲတော့ပြီးတော့ဈေးပေဝင်နိုင်ပါမလဲ ။သမီးကိုကြည့်ပါအောင်။ရူဘီတထောင်ထဲနဲ့တလောက်အများကြီးဝယ်လာတာ။ဒါတော့ကိုယ်တိုင်စိတ်ကြိုက်ရွေးဝယ်လာတာနော်။ညီမလေးနင်တိတ်နေတာပိုကောင်းမယ်နော်။မီးလောင်ရလေပင်းတဲ့စကားတွေပြောမနေနဲ့။အခုကຫນွေရသည်ဆိုတော့ဒီအချိန်မှာပဲတက်သေးမှဲ့တွေစားလို့ကောင်းတာ။ငါအားလုံးတက်သေးရေခချောင်းလုပ်ပေးမယ်။နေရတော့ခါရင်လိုမျိုးတက်သေးအချိန်မဲ့လုပ်သိလား။အမလီကြည်ထားဆက်မအမရဲ့။ကျမပါရီပါရီချက်ပြနိုင်မှလဲဆိုတာ။ ။ဒီညီမနှစ်ယောက်လုံးတရတီအမဲနဲ့အစိမ်းကိုစည်းနဲ့မိဘကြောင့်လေးရောက်သွားခဲ့ကြပါရဲ့။ဒေါမြကတော့ရင်လေးစောနေပဲ။ဖရားရေဒီချွေးမနှစ်ယောက်ကြောင့်ငါတော့စိတ်တော့ကရောက်နေပြီ။ချွေးမကြီးကတော့ရေခဲကြောင်လှုပ်ဖို့အတွက်တရတီတွေကိုခွန်ခွာပြီးကျမ်းမြင့်ဘုတ်ကိုတမင်တက်တက်ပြစ်ချပါရဲ့။အမရေတရတီအခုနဲ့ကျမ်းမြင့်ဘောဘာလို့ပြစ်ချနေရလဲ။ကျမ်းပြင်းတွေကက်စီကက်စီဖြစ်ကုန်ပြီလေ။အော်မနေနဲ့ငါပြင်းရှင်းလိုက်မယ်။ ယန္နာကတမင်သက်သက်တရတိခွန်တွေကိုလွှင့်မပြပေးဒီတိုင်းထားလိုက်ပါရဲ့အဲ့နောက်မှာတော့ဟဲ့ချွေးမလေးတွေဟဲ့ချွေးမလေးတွေငေါ့ရေးတိုက်ကြပါအောင်နေောက်စလုံးကတရတိတွေကျွေးပြီးတော့ပိုက်ထဲအပူများအောင်လှုပ်ထားကြတာအခုပယ်ပြောက်ကုန်ပြီလေတော်မြောက်အောင်ခေါ်တော်ကိုဘသူမှရမလာတဲ့အခါမှာသူကိုယ်တိုင်မင်းမိဖို့ချောင်းလေးကိုဝင်သွားခဲ့ပါရဲ့ကြည့်ပါအောင် အိမ်မှာချွေးမနှောက်ရှိတာတော့မိဖို့ကြောင့်တိတ်ဆိတ်များပဲဒေါမြကကျင်းပြေမောကိုအာယုံမဆိုင်ဖိနေမိဖို့ကြောင့်လေးလမ်းလျှောက်လာတဲ့အခါမှာတော့တရတီအခွန်ပေါ်ခြေနင်းမိပြီးချော်လိမ့်သွားပါတော့တယ်အမလီပေးပါပြီအမလီအမလီငါခါယူကြိုးပါပြီနေမင်းဟိမင်းလာကြစမ်းဘာဖြစ်တာလဲအမေအမေဘလို့ချော်လိမ့်သွားတာလဲဒီခါမှာပဲပြွေးစိန်ကြီးတွေကစစ်စုကိုကန့်လိုက်ကြပါတယ်အမေ ိဖို့ကြောင့်ထဲမှာပျော့စိတ်နေတရဘလို့ရောက်လာတာတော့ပြီးတော့ဒီတက်တီးအခွနေကိုကျမ်းပြင်ပေါ်မှာဘသူကပြစ်ထားရလဲတောင်နေတောင်စိတ်ကမောက်ကမောက်ဖြစ်နေကြတဲ့ချွေးမတွေကတူဘော်တူအပြစ်တင်ကြပါတယ်ဆွဆုဒါအမရတနာလောက်ထားတာအမကြီးရတာတက်တီးအခွနေကိုကျမ်းပြင်ပေါ်မှာမပြစ်ချခဲ့ရင်အမေကြီးလည်းအခုလို့ချော်လဲမှာမဟုတ်ဘူးအေးပါအေးပါမကောင်းတာမှန်သမျှဆိုရင်ငါပဲလောက်တာနေရကြတော့နှို့လို့တက်စင်မှုံမြတ်တယ်ဆိုတော့ဟိုမှာကြည့်နေလဲတက်တီးအစိမ်းရဲ့အခွနေပြစ်ချထားတာပဲ နင်တို့နှစ်ယောက်တော်ကြတယ်နင်တို့လင်ညီမတွေရဲ့ဆက်ဆံရေးကတနေ့ထက်တနေ့ပူဆိုးလာတယ်အရင်တုန်းကတော့တရတီအမဲ့အစိမ့်နဲ့ပတ်သက်ပြီးမတည့်ကြတာအခုတော့နင်တို့ကတောင်းဝင်းအောင်မကြေကြတော့ဘူးငါပြောလိုက်ပြီနော်ဒီနေ့ကစပြီးအိမ်မှာတရတီလုံးဝမတွေ့စေနဲ့ယောက်ကတိကဒီလောက်ထိဒေါသထွက်ပြီးပြောလိုက်တာတော့တရတီကြိုက်ကြတဲ့လင်ညီမနှစ်ယောက်ကဂယုမဆက်ခဲ့ကြပါဘူးဒီလိုနဲ့တနေ့မှသူစားကတရတီအစိမ့်တွေနဲ့တရတီတနက်လုံနေပြီးတော့ရတနာကတရတီမဲ့တွေနဲ့ပလာတာလုံနေပါတယ် နင်ဘလို့ပဲစူးစမ်းစူးစမ်းညီမလေးနေ့ရက်တည့်တီးတနက်ဖြစ်ဖို့အတွက်အချိန်အနည်းရက်၃ရက်တော့ကြာမှာပဲငါရဲ့တည့်တီးပါပလာတော့တည့်ရက်တွင်၆သွားလိမ့်မယ်။အိုးအမလည်းတည့်တီးပါပလာဆိုတာစားစရာဟုတ်ရဲ့လားကက်စီကက်စီနဲ့သမီးရဲ့တက်သီးတနက်ပြီးသွားပါစေ။အားလုံးကထမင်းနဲ့ပဲဟင်းနဲ့တက်သီးတနက်နဲ့ကိုကောင်းမဖို့တန်းစားကြလိမ့်မယ်။သူ့ရဲ့စကားကြောင့်ယတနာကဒေါသထွက်သွားပါတော့တယ်။ဒီဟာမှတော့ငါ့အမြဲတမ်းသွေးဆူအောင်လုပ်တယ် ငါအခုပဲငါရဲ့ပါပလာတွေကိုအပေါ်ယူသွားပြီးတော့နေဖို့လှမ်းလိုက်မယ်။သူ့ဟာတွေလမ်းဖို့အတွက်နေရာနည်းနည်းမှချမ်းမပေးဘူးကြည့်နေ။ရန်စဖို့အတွက်ယရနာကလာသားဆောင်တစ်ခုလုံးမှာနေဖို့လမ်းဖို့ပလာတာတွေခင်းလိုက်ပါတယ်။သူစားကဒါရီကိုဖယ်ပြီးတရတီးတနက်ကိုလှမ်းလိုက်ပါတယ်။မာကြီးကငါ့ကိုအပေါ်များမှတ်နေရလား။သူကြောင့်ငါအလုံးများဟန်တားသွားမယ်လို့ထင်နေရလားပဲ။ညအချိန်မှတော့ဒီနေ့လေညသာစားဖို့နောက်ကျနေပြီ။ချက်လို့ပြီးရင်ယူလာကြတော့လေ။ ယူလာပမယ်မောင်တော်ရဲ့တောကရင်များမနေပါနဲ့တောသူမသူတော်သားစကားနားထောင်ပြီးငါနားထက်ကသွေးတွေတောင်ထွက်ပြီတည်တည်မဲ့စင်းတွေရဲ့စောက်ပွေတွေကိုမြင်ပြီးအလုံးကမျက်နှာမိတ်သွားကြပါတယ်လုတ်ပြန်ပြီးတည်တည်ပလာတာတည့်ရချင်းတည်တည်မဆလာငါတို့ဓာရီကိုစမ်းရလွန်းလို့ညင်းငွေနေပြီအင်းဒီဟိရတွေပါချက်ကြပါဦးပဲသီးတို့ကစုံရွတ်တို့ချက်စရာတွေအများကြီးပါဓာရီကိုမြင်ပြီးဒေါသတောင်ထွက်တယ်ကျမတို့ကအပင်မခံပြီးချက်ပြုတ်ထားတာ နည်းနည်းလေးတော့တန်ဖိုးထားပေးကြပါအားလုံးကမျက်နှာမေ့သွားကြပြီးတော့စားလိုက်ကြပါလေတရတိမဲရီကြောင့်မိဖို့ကြောင့်နဲ့ထမင်းစားစပွဲပေါ်မှာပျော်စီတွေရောက်လာပါတယ်ပြီးတော့တရတိအမေရောတရတိစင်ရောရောစားနေကြရလို့အချုံနဲ့အချင်တက်တွေကြောင့်မိသားစုမှာခဏခဏဝန်းသွားနေကြရပါတယ်အမလေးတရတီးတွေစားနေရလို့တို့မနက်ကနေဆိုရင်အခုထိကို10ကောင်းလောက်ဝမ်းသွားပြီးသွားပြီ။အိုးဟိုအာငါဘိုက်အာအဖေကြီး ဒီနေ့သမီးဟာတက်သည့်အမှတ်တွေနဲ့ထမင်းချို့လှုပ်ထားတယ်။ဟာအဲ့ဒါတွေမစားချင်ဘူး။ငါ့ကိုရိုးရိုးသားမှန်ပန်းဟင်းနဲ့ထမင်းပဲချက်ပေး။ရောင်ကချီးဖြစ်သူကဝမ်းရှောင်းလွန်းလို့ဘိုက်အောင်နေပါတယ်။တခြားမိသားစုဝင်တွေလည်းအတူတူပါပဲ။အမရေဒီနေ့တမိသားစုလုံးကဘာတွေဖြစ်နေကြတာတုန်း။အားလုံးကဘာလို့မှိုင်းနေကြတာလဲ။မိသားစုဝင်တွေရဲ့အခြေအနေကိုမြင်ပြီးယတနာကဆင်ယဝင်းကိုခေါ်လိုက်ပါတော့တယ်။ဒီမှာခမရတို့ကလိုအပ်တာထပ်ပို့ပြီးတော့တရတိတွေစားကြတယ်။ဒါကြောင့်ခမရတို့ဘိုက်ထင်းမှာအပူတွေများသွားတာ။ ရာသီလိုက်သီးတွေစားတာတော့ကောင်းပါတယ်။ဒါပေမဲ့လူသားထက်ပူစားမရင်မကောင်းဘူးလေ။ပြီးတော့ညီမတို့နှစ်ယောက်ကညီမတို့ရဲ့မိသားစုကိုတရားသီးအမှဲပဲဖြစ်ဖြစ်အစိမ့်ပဲဖြစ်ဖြစ်မစားဖို့အတွက်တောင်းဝန်ယူပေးရမယ်နော်။ဇီယံဝင်းရဲ့စကားကိုကြားရပြီးတော့ဒီညီမနှစ်ယောက်လုံးလည်းနောက်နောက်ရသွားကြပါတော့တယ်။အဲ့နောက်မှာနှစ်ယောက်လုံးကချစ်ချစ်ခင်ခင်နဲ့ပဲပင်းဟင်းနဲ့ထမင်းကိုသာချန်လိုက်ကြပါတယ်။အမေကြီးတို့အဖေကြီးတို့ဒီမှာပဲဝါလေးနဲ့လှုပ်ထားတဲ့ပဲဟင်းစားကြည့်ပါအောင်အရင်အရာသာရှိတယ်။ ပြီးတော့သမီးတို့နှစ်ယောက်ကိုခွဲ့လွတ်ပေးနော်သမီးတို့ကတက်သီးတွေကြီးပဲကျွေးလို့အားလုံးကနေမကောင်းဖြစ်သွားတာအခုဆိုအိမ်မှာတက်သီးတွေလုံးဝမရှူလာတော့ပါအောင်နော်ယန္တနာရဲ့စကားကိုကြားပြီးတော့မိသားစုဝင်တွေစိတ်ကျဉ်နဲ့သွားကြပြီးလင်ကြီးမနှစ်ယောက်မှလည်းတည့်ရသီးနဲ့ပတ်သက်ပြီးရံမဖြစ်ကြတော့ဘဲချစ်ချစ်ခင်ခင်နဲ့နေထိုင်သွားကြပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။